တရားလုံးမဲ့မင်္ဂလာပါဗျနော်အားလုံးမဲ့မင်္ဂလာပါလားကျွန်တော်လားပြီးကြတရက်ကျနေလောက်ကလူရင်းသူရှင်လေးပြောလိုက်တာပေါ့နော်ကျွန်တော်ရဲ့အဖွဲ့ဝင်တော်တော်များများကကိုဟုတ်ပါမလားလို့မေးတဲ့မေးခွန်းတွေများတယ်ဗျနော်ပရိတ်ရှစ်ပရိတ်တပရိကူရှစ်တကူအိုက်ကနသုံးလုံးဒီသူ့ရဲ့နောက်နေကိုလိုက်ထွက်ပရိတ်တပရိတ်သုံးပရိတ်သုံးတစ်သုံးသုံးအိုက်ကနသုံးလုံးဒီသူ့ရဲ့နောက်နေကိုလိုက်ထွက် ပရိချက်ပရိရှိပရိကွန်၆၈ကွန်အိုက်ကနန်သုံးလုံးဒီသူရဲ့နောက်နေကိုလိုက်အထွက်နဲပြောက်သွားတာဒီမှာထူးထူးခြားခြားပရိငါပရိငါပရိငါငါသုံးလုံးဒီတဲ့သူရဲ့နောက်နေကိုလိုက်အထွက်ဆိုတော့ဒီငါသုံးလုံးမထွက်ဘူးလို့ပြောတယ်ဗျာလေဟုတ်ကြကျုပ်လည်းမသိဘူးလို့အဲ့လိုတော့သူကလည်းတကယ်မသိလို့မသိပြောတော့ပေါ့နော်ဒါအမှန်တမ်းပြောတာပေါ့မထွက်ဘူးထွက်တယ်ဆိုတော့ကျုပ်လည်းပြောတတ်ဘူးပေါ့နော်တကယ်လို့ ထွက်ခဲ့ရင်6ကြိမ်မဲ့ကျန်တော့ဒီကြိမ်မှပတ်စံ1000မဲ့သုံး6ကြိမ်မှ6000ဟို6000မဲ့ကုန်မယ်နော်ကျွန်တော်လပိတ်တစ်ခါထိုင်ရုံပဲရှိတယ်နော်လပိတ်ဆိုင်တစ်ခါထိုင်ရုံပဲရှိတယ်ပောက်ခဲ့မယ်ဆိုရင်သသိန်းဆိုအနည်းဆုံး5သိန်းခွဲတော့ရတာပေါ့ဗျာနော်ဒီစိတ်မျိုးနဲ့ပြောလိုက်တာအဲ့ဒီမှာကျွန်တော်ကလည်းလူရင်းတူရှင်ပဲပြောလိုက်တာပေါ့နော်ဂါကနတ်နတ်ဖရီကိုထောက်မပြောလိုက်မပြောလိုက်ရပေါ့နော်အချင်းလည်းမရပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်စိတ်ထဲမှာပေါ့နော်ဒီဖြစ်စဉ်ကပရမတ်ဒီကိုတရှိထွက်တယ် ွက်လာတဲ့ဖြစ်စဉ်တွေထိတ်ချုပ်ထားတာအင်မတန်ကောင်းတယ်ထိတ်စီးအလဲနောက်ပိတ်သုံးမျိုးလုံးကိုထိတ်ချုပ်ထားတဲ့ဖြစ်စဉ်နောက်တစ်ခါဒီမှာ3 3တက်လို့ထွက်လာတဲ့အချိန်ခါမှာထိတ်ချုပ်ထားတဲ့ထိတ်စီးအလဲနောက်ပိတ်ဖြစ်စဉ်ထွက်လာတဲ့ဖြစ်စဉ်မှာဝင်လာတဲ့ကနန်းပေါ့ကအိုက်ကောင်းတယ်ဒီ6 6 6ခုမှာလည်းဒီတိုင်းပဲထိတ်စီးဝင်ရမယ်မက်သက်အလဲဝင်မယ်မက်သက်နောက်ပိတ်ဝင်မယ်မက်သက်အရင်ကောင်းတယ်အဲ့ဒီ9 3လုံးကထူးထူးဆန်းဆန်းအဲ့ဒီဖြစ်စဉ်မျိုးနဲ့ထိတ်ချုပ်လို့ရတဲ့အချိန်တစ်ချိန်ကိုတော့တွေ့ရဒါကြောင့်မလို့ကျွန်တော်က ျွန်တော်မိတ်ဆွေရင်းချရင်ပေါ့နော်ကျွန်တော် live ကိုအများအားအပိတဲ့ပြည့်တတ်ဒီထွက်လာခဲ့မယ်ဆိုရပါစီဆိုရစိတ်နဲ့ကျွန်တော်ကထိုးကျင်ထိုးပေါ်လို့ပြောလိုက်တာနော်အဲ့တော့ကျွန်တော်လိုရင်းတူရှင်းမယ်ခါတိုင်းလိုကာကနနာတိကျရှင်းမပြလိုက်ရဘူးပေါ့နော်ငါးသုံးလုံးဆိုရင်လူတန်းသိစိတ်မှာတကယ်တမ်းတော့သူ frame နဲ့သူလမ်းကျိုးရှိပါလိမ့်ပေါ့နော်ရှိပါလိမ့်ပဲအဲ့ဒါဘယ်ရလာလဲဆိုတော့နှစ်ပိတ်မှာပေါ့နော်နှစ်ပိတ်မှာ break ကို break 1 break 3ည9 3ညဆို break 3ခုပေါင်းရင်10လို့ဒီမှာပထမ sub ဖြစ်တယ် ဖြစ်ပြီးတော့နောက်တစ်ခါဒီမှာပြိတ်တုံညာပြိတ်ကိုပြိတ်တစ်ဒုတိယဒဂင်ထပ်ဖြစ်တယ်အဲ့ဒီဖြစ်စဉ်တိုင်းမှာတတိယဒဂင်ပြိတ်တုံညာပြိတ်လေးအပြိတ်တုံညာပြိတ်၆ပြိတ်လေးဆိုဖြစ်တယ်ပြိတ်သုံးခုပေါင်းရင်30စတောရမ်မြောက်ဖြစ်စဉ်လည်းတန်းဖြစ်တယ်ပြိတ်၆ပြိတ်သုံးပြိတ်1အဲ့တော့ပြိတ်သုံးခုပေါင်းရင်30တစ်ချက်ပြိတ်သုံးခုပေါင်းရင်30နှစ်ချက်ပြိတ်သုံးခုပေါင်းရင်30သုံးချက်ပြိတ်သုံးခုပေါင်းရင်30အောက်မှာတောင်၄ချက်တိတိအတိအကျဖြစ်ပြီးခြားတယ်အဲ့လိုပြိတ်သုံးခုပေါင်းရင်30လို့ဖြစ်ပြီးမှသူ့ရဲ့ မွန်တန်ရဲ့လေပက်ပက်ဆက်ဆက်ကိုနောက်ပိရှင်လုံးမောင်ချောက်ကိုနောက်ပိရှင်လုံးမောင်ချောက်ကိုနောက်ပိရှင်လုံးမောင်ချောက်ဆိုတဲ့ရိုက်ချက်နဲ့တန့်ပြထားတာထင်အောင်ထင်ပါပဲ၅3လုံးတချို့မထွက်ဘူးပြောတယ်ကျွန်တော်အမြင်ပြောတာနော်ချဲမှာမထွက်ဘူးဆိုတာမရှိပါဘူးမထွက်သေးတာပဲရှိတယ်ချဲမှာမထွက်သေးတာပဲရှိတော့ပါမထွက်ဘူးဆိုတာမရှိပါဘူးကျွန်တော်အမြင်ပြောတာနော်ကျွန်တော်အဲ့လိုမျိုးစနစ်တင်နေကျွန်တော်ကန်ကောင်းခဲ့ဘူးလေ2008ခုနှစ်ထဲမှာ ဆုံရတစ်တစ်ဆိုတဲ့ကနေကနေတော့တစ်ချက်လုံးပြန်ရှာကြည့်ဒီချိန်မှမထွက်ဘူးနောက်ထပ်လည်းထပ်ထွက်မလာဘူးပတ်လဲကိုထွက်မလာတာဒီချိန်မှာကျွန်တော် organ ပေါက်ဖို့ပဲကျွန်တော်ကံတရားသည်အဲ့လိုကောင်းခဲ့မှုတွေအဲ့ဒီအတွက်ကြောင့်ကျွန်တော်ကတော့ယုံကြည်လိုက်နေပါတယ်ထိုးနေတယ်တမိတ်သူများကိုယ်တိုင်ဆုံးဖြတ်ပါစဉ်းစားပါတော့ဒါတွေက၅၃လုံးဖြစ်သွားတဲ့အတွက်လူစိတ်ဝင်စားမှုနည်းတာပါတကယ်တမ်းမှာဒီနေရာမှာ၅၃လုံးမဟုတ်ခဲ့တခြားကနန်းဆိုရင်လူတိုင်းစိတ်ဝင်စားလာပါလိမ့်မယ် တော့ဒီအရာလေးကိုကျွန်တော်တို့ကခေါင်းစည်းလေးကိုပဲဖြတ်ပြီးပြောလိုက်တော့ foreign speaker ကိုမပြောတော့တော်တော်များများကနားဟိုတိတ်ပြီးတော့ဂါကဏနာမသိရဘူး။ဟောတကယ်တမ်းကျတော့နှစ်ပိတ်မှာပရိသုံးကပေါင်းချင်း10ချက်ပရိသုံးကပေါင်းချင်း12ချက်ပရိသုံးကပေါင်းချင်း13ချက်ပရိသုံးကပေါင်းချင်း14ချက်အတိအကျရိုက်ထားတာ။အဲ့လိုပရိသုံးကပေါင်း10လို့ရိုက်တဲ့နှစ်နှစ်ဥပရိပေါင်းချင်းရက်လိုက်ကဏ္ဍ3လုံးဒီသူရဲ့နောက်နေကိုလိုက်ထွက်တာ။နှစ်ဥပရိ3 3ပရိပေါင်းချင်းရက်လိုက်ကဏ္ဍ3လုံးကသူ့ရဲ့နောက်နေကိုလိုက်ထွက်တာပါ။အဲ့လိုပဲနှစ်ဥမှာဒီမှာ break 6 break 8 break 9 ထိုက်ကနန်းပေါင်းချင်းရက်လက်တွေကနန်းနံပါတ်တွေကအွေနောင်းတွေလိုက်ထွက်တာပရိင္ငါပရိင္ငါပရိင္ငါတစ်ထောင်မှတစ်ကွက်ထဲထွက်လိုက်၆ချိန်ပဲပြန်တော့တယ်ထွက်လာရင်ရစီချင်းလို့ကျွန်တော်ကတည်တည်ချာချာပြောလိုက်တာဒီလိုကာကနာနာတော့ကျွန်တော်ရှင်းမပြလိုက်ဘူးပေါ့နော်အဲ့ရှင်းမပြတော့အဖောက်ဝင်နေရမစားအာဟုတ်ပါမလားဒါမျိုးတန်တရားတွေပြောကြတာပေါ့နော်စိတ်ဝင်စားမှလိုက်သုံးပါစိတ်ဝင်စားလိုက်မသုံးပါနဲ့ကျွန်တော်ဒီအဲ့ဒီ၅သုံးလုံးကိုကျန်တဲ့၆ချိန်အပြင်မှာတစ်ချိန်အတိအကျ organize ဖြစ်ကစားဖို့ဆုံးဖြတ်ထားပါတယ်ပေါ့နော် အဲ့ကျွန်တော်ပြောခဲ့ပြီဒီကနေ့သုံးလုံးပေါင်းရဲ့လက်ဒီနေရာမှာထွက်တဲ့အချိန်ခါမှာဒိတ်စီအလဲနောက်ပဲသူပြည့်စင်တိုင်းချော့မှာချုပ်ွက်နှစ်ချင်းလာမယ်ဆိုကြသူရှိရအထောက်ပဲအကုန်လုံးအပြည့်စုံသုံးလုံးလောက်ွက်တီတူတာအဲ့တူတဲ့အချိန်မှာဟဲ့ငါးသုံးလုံးဆိုရယ်ကနန်းသုံးလုံးကနန်းတစ်ခုတည်းငါးသုံးလုံးကိုအဲ့ဒီဖြစ်စင်မျိုးွက်တီအတိအကျလိုက်တူထားတာဒီချိန်ကအဲ့တော့ဒါကတိုက်ဆိုင်မှုလို့ဆိုကျွန်တော်မထင်ဘူးပေါ့နော်ဒါကျွန်တော်ရဲ့အမြင်ကိုပြောပြတာအဲ့စိတ်ဝင်စားအောင်ပြောလိုက်လို့ပါစိတ်ဝင်စားအောင်ပြောပြမယ်ဒီဖွင့်ရနေပြီပေါ့နော်ကျွန်တော်အသေးစိတ်ရှင်းပြပြ ဒါမျိုးကြတော့အခုကျွန်တော်ဆက်ပြောမယ့်ဟာမျိုးကြတော့ထူသားအကြိုက်ဖြစ်သွားတယ်ခုနကျွန်တော်ပြောတဲ့၅၃လုံးကဒိုင်ဘက်ကအကြိုက်ဖြစ်နေတာထူသားကထူသားအကြိုက်ကိုပြောမှပဲစိတ်ဝင်စားတယ်ပရိသုံးခုပေါင်းရဲ့30လို့တန်းရင်တဲ့သူ့ရဲ့နောက်နေတဲ့မှာတဲ့ဘူဘရိတ်တစ်ချိန်ကြီး30နှစ်ခတ်ခွန်ထေးစီနောက်လုံးပေါင်း၃နှစ်တစ်ချိန်မပြတ်မကွက်ထွက်တယ်တဲ့ခွန်ထေးစီနောက်လုံးပေါင်း၃နှစ်ခွန်တစ်နှစ်လို့ထွက်တယ်ဒုတိယဟာဒီမှာပရိသုံးခုပေါင်းရဲ့30လို့ထပ်ပြီးတော့တန်းတယ်တန်းပြီးသူ့ရဲ့နောက်နေမှာ30နှစ်ခတ်ခွန်ထေးစီပုံစံနောက်လုံးပေါင်း၃နှစ်ဘူဘရိတ်ဆိုထွက်တယ် တက်ရီကပရိသုံးကောင်ရင်တဆယ်လို့တမ်းမြင်ပြီအဲ့လိုတမ်းရင်သူ့ရဲ့နောက်နေထဲမှာတဆယ်ရဲ့နက်ကခွန်ထိပ်စီးပုံတွေနဲ့နောက်လုံးပေါင်းသုံးတဲ့ဘူဘရိတ်ဆိုထွက်တယ်တက်ဒီမှာစတုဒါမျိုးတမ်းပြီအဲ့ဒီအတွက်ကျွန်တော်အဖို့ဝင်နေဆိုပြီးဆက်နေကြရင်တွင်မှာအဲ့မသက်လာမယ်ဆိုကျွန်တော်တို့စိတ်မြင်နေပြီးလိုက်ထားတာခွန်ထိပ်စီးပုံတွေနောက်လုံးပေါင်းသုံးပုံတွေနဲ့ဘူဘရိတ်ဘာကြောင့်ကျွန်တော်ဆက်နေကြရင်အတွင်းလို့ အသက်တန်လိုက်လဲဆိုအရှင်းပြပေးမယ်နော်ဘိတ်သုံးပုံကြီး30လို့ရိုက်ပြီးကွန်တိတ်စီပုံတွေနဲ့ဘူဘရိတ်ထွက်တဲ့အချိန်ကမှအဲ့ဒီကွန်တိတ်စီသူ့ရှေ့နှိကဟိုက်နောက်တွဲနှလုံးနဲ့အောက်ကနောက်ပိတ်ဒီသုံးလုံးကိုခွန်လို့ဖြစ်တဲ့ပြီးမှကွန်တိတ်စီပုံတွေနဲ့ဘူဘရိတ်ရိုက်တယ်ဒီမှာလည်းဘိတ်သုံးပုံကြီး30လို့တန်းပြီးသူ့ရဲ့နောက်နေထဲမှာဒီလိုသုံးလုံးပေါင်းရင်ခွန်လို့ပုံတွေဖြစ်တဲ့နေရာကဘေးမှာပဲကွန်တိတ်စီပုံတွေနဲ့နောက်လုံးပေါင်းသုံးတဲ့ဘူဘရိတ်စုလိုက်တာတတိယဒီမှာ ိသုံးကောင်ကြီးတဆက်လို့တမ်းပြီတမ်းတယ်ဆိုသူရဲ့နောက်နေ့ချက်မှာဒီသုံးလုံးဒီပုံစံခွန်ဖြစ်တဲ့နေရာဒီနေရာမှာခွန်ထိပ်စည်းပုံစံနဲ့နောက်လုံးပေါင်းသုံးတဲ့ဘူပရိတ်ဆိုထွက်တာအဲ့ဒါမျိုးဖြစ်စင်သည်ထုတ်တဲ့ကက်ဒီမှာပိသုံးကောင်ကြီးတဆက်လို့တမ်းပြီးသွားပြီအဲ့လိုတမ်းတဲ့အတွက်သူရဲ့နောက်နေ့ချက်မှာအဲ့ဒါမျိုးဖြစ်စင်ကိုလိုက်ထုတ်ဖို့ကကျွန်တော်တင်းထုတ်ရမယ်အချိန်ဒီဒီလိုသုံးလုံးပေါင်းခြင်းခွန်ဒီလိုသုံးလုံးပေါင်းခြင်းခွန်ဒီလိုသုံးလုံးပေါင်းခြင်းခွန်လို့ဖြစ်တဲ့နေရာတိုင်းကိုလိုက်ထုတ်ရမှာတင်းထုတ်ရမှာပေါ့နော်ဒီမှာဆို6 5 3ဒီဘွဲလိုခေါ်မျိုးမှာကျွန်တော်တို့ကစားခဲ့ပြီ ီမှာခွန်လို့ပထမဆုံးတစ်ကြိမ်ဖြစ်ပြီဒီမှာ3 3 6မဖြစ်ဘူးဒီမှာ2 6တက်မဖြစ်ဘူးဒီမှာ8 8 8ဒီနေရာမှာတစ်ကြိမ်ဖြစ်ပြီဒီမှာလည်းကစားခဲ့ပြီးပြီဒီမှာ9 6 6မဖြစ်သေးဘူးဒီနေရာမှာ1 6 3 6ခွန်ဒီနေရာမှာလည်းဒါမျိုးကစားဖို့လိုက်ကစားခဲ့ပြီးပြီဟုတ်ပြီနော်ကစားခဲ့ပြီးပြီဒီမှာ2မဖြစ်ဘူးဒီမှာ6မဖြစ်ဘူးဟောဒီမှာခွန်ဆိုတစ်ကြိမ်ဖြစ်တယ်ဒီဘေးမှာလည်းကစားခဲ့ဘူးတဲ့တင်းပြီးတော့ဒီကစားခွက်ကိုအောက်မှာနောက်ထပ်အဲ့လိုမျိုးခွန်လို့မရှိတော့ဘူး3 6 3 6 1 4 6 ညဒီမှာ433639ခုံးလို့ဖြစ်တာဒီလေးချက်ပဲဖြစ်တာသူတို့ကျဲ့ရဲ့သဘောသဘောပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ပရမနှစ်ဝယ်အတွင်းမှာခွန်တိတ်စီးနဲ့ဘူဘရိတ်ကျွန်တော်အဖွဲ့ဝင်နေဆိုနိုင်တဲ့လူလိုက်ထုတ်ထားဒီလိုစနစ်မျိုးနဲ့ပြောခဲ့တာဒါမျိုးတွေထိုးသွားအကျဲ့ကျဲ့ရဲ့သဘောသဘောဒါမျိုးကြလူတိုင်းစိတ်ဝင်စားတယ်အဲခုနဒီကနန်းသုံးလုံးဟာမျိုးကြဟင်ကနေဟာကနေကျွန်တော်အဖွဲ့ဝင်လေးကမဝင်မရပြောပြောနေတာ ဒါကြတော့ထိုးသားစိတ်ဝင်စားတဲ့ကဏ္ဍပေါ့မဟုတ်ဘူးခုကျွန်တော်ရှင်းပြလိုက်တဲ့ဟာမျိုးကထိုးသားစိတ်ဝင်စားတဲ့ကဏ္ဍပေါ့တကွက်ထဲလိုက်ထိုးရတာเนาะသုံးလုံးပေါင်းချင်းခွန်လို့ဖြစ်ပြီးနှစ်ပိတ်မှာပရိသုံးပေါင်းချင်း30လို့တန်းတယ်သူရဲ့နောက်ထပ်မှာ contact စီးနဲ့ဘူးပရိရိုက်တယ်ရိုက်တဲ့ချိန်ဘယ်ချိန်မှရိုက်တာလဲသုံးလုံးပေါင်းချင်းခွန်ဖြစ်တဲ့ပြီးမှာ contact နောက်ပိတ်ဒီပုံစံဒီသုံးလုံးပေါင်းချင်းဒီ code ဆိုတဲ့ method code ရှင်းနဲ့ code တော့ contact နှစ်ပိတ်ရပြီဘူးပရိဖြစ်ဖို့ဆိုတစ်တလုံးထပ်ပြီးတပေါက်ထဲလိုက်ထိုးနေရတယ်เนาะ ဒီမှာလည်းပရိသတ်ကူမောင်ကြီး30လို့တန်းပြီနောက်နေ့မှာဒီနေရာမှာသုံးလုံးမောင်ကြီးခွန်လို့ဖြစ်ပြီဖြစ်ပြီးတော့ဒီမှာခွန်ထိတ်လို့ရိုက်ပြီဒီနေရာမှာလည်းသုံးလုံးမောင်ကြီး6လို့ပုံစံထက်ပြီးမှတပေါက်ထဲလိုက်ထုံနေတာတတိယကဲပရိသတ်ကူမောင်ကြီး30လို့ဖြစ်ပြီခွန်ဒိစီနဲ့ဘူပရိမပြတ်မကွက်ရိုက်ပြီသုံးလုံးမောင်ကြီးခွန်ရဲ့ဘေးမှာပဲတုံးကက်လုံးအဲ့တော့နောက်လုံးမောင်သုံးတယ်ဒီနေရာမှာလည်းသုံးလုံးမောင်ကြီး6လို့ပုံစံထောက်ပြီးမှတကွက်ထဲလိုက်ထုံတာအဲ့လိုစနစ်မျိုးနဲ့လေးကြိမ်လုံးလုံးကျွန်တော်ကစားခဲ့ပြီးပြီ ကျဲတဲ့ပုံစံကကျွန်တော်တို့ကံပေးမှကြတာအခုဒီမလာသေးဘူးဒီပုံစံတိုင်းလာအောင်မလားမလာဘူးလားတို့လည်းမပြောတတ်ဘူးခုနှစ်ကြိမ်အတွင်းမှာကိုယ့်အကိုစိတ်ဝင်စားတယ်ဆိုရင်လိုက်ထူတာလိုက်ထူထားပါတော့ဥပမာနဲ့ကျွန်တော်ထည့်ပြပေးမယ်ဒီပွဲလိုဟာမျိုးမှာဆိုကွန်တက်စီပုံသေးဒီသုံးလုံးပေါင်းချင်းဒီကိုယ့်လိုဖြစ်ရမှာဆိုတော့6နောက်ပဲခွန်ထိတ်6ပဲလို့ရပြီဘူပရိတ်ဖြစ်ဖို့ဆိုခွန်ခွန်6ဒီလိုတစ်ခွက်ထက်လိုက်ထူနေရတာအဲ့ချဲသဘောတူပါကွာရှစ်မှာဖြစ်ခဲ့ပြီးတော့နောက်ကလိုက်ထူနေရတာ လိုပုံစံတို့တော့စိတ်ချခြင်းလေဆိုလို့ရှိရင်နှလုံးပေါင်းချင်းခွန်ကြည့်ဘယ်နေရာမှမမရှိတော့ဘူးသူ့ရဲ့လက်ွက်အနေနဲ့လက်ွက်တွေကိုကျွန်တော်တို့လိုက်ပြီးစီမျောအောင်အဲ့ခွန်ထိတ်လို့ပုံသေးမယူတော့ဘဲနဲ့ဒီလိုနှလုံးပေါင်းချင်းသုံးလို့ဒီနေရာကိုသုံးထိတ်ဒီနှလုံးပေါင်းချင်းကိုယ်လိုပုံသေးဆို6ပိတ်ဘူပရိတ်ဖြစ်ဖို့ဆို1ခါ3 6ဒီစနစ်ကိုကြိုက်ရဲဆိုဒီ6ကျင်အတွင်းမှာအဲ့လိုပုံစံမျိုးနှစ်ကွက်နှစ်ကွက်လိုက်ထိုးတော့ခွန်တိတ်စီးပုံသေးနဲ့ကြိုင်မထိုးနဲ့နှစ်ကွက်လိုက်ထိုး ကိုထိတ်စည်းပုံတင်နဲ့ဒီလိုသုံးလုံးပေါင်းချင်းကိုနဲ့တကွက်ဟိုက်သုံးလုံးပေါင်းချင်းဒီထိတ်စည်းနဲ့ဒီလိုသုံးလုံးပေါင်းချင်းကိုပုံတင်နဲ့တကွက်နှစ်ကွက်နှစ်ကွက်လိုက်ထူဒါနမူနာကျွန်တော်ထည့်ပြတယ်ဒါမျိုးကြတော့ဒါထူသားစိတ်ဝင်စားတယ်ကြိုက်တယ်ဒါမျိုးကြထူသားတွေကကြိုက်ပြီစိတ်ဝင်စားတယ်တကယ်တမ်းကဒီ frame ကနေခုကျွန်တော်ပြောခဲ့တဲ့လမ်းကျော်တွေဒီ frame ကနေလာခဲ့တဲ့လမ်းကျော်ဂါဂါနာနာကျွန်တော်တို့ဒီချက်သူကမပြောလိုက်လို့ဘူးရဖြစ်နေတယ်ဒါကတစ်ချက်နောက်တစ်ချက် ရိတ်သုံးပုံချင်း30လို့ဖြစ်လို့အဲ့30အတန်ကြောင့်သူ့ရဲ့နောက်နေထမှာ30ပါဝါ5ပရိတ်နက်ခတ်ပါဝါထိုင်ကနန်း3လုံးနဲ့ရှေ့ရှေ့နက်ခတ်တိတဲ့ပါဝါ6ပရင်းကလို့ပုံတိတူပတ်ထွက်တယ်။ပရိသုံးကောင်ကြီး30လို့ရတယ်။သူရဲ့နောက်နေထက်မှာ9ရဲ့ပါဝါလီ၄ရဲ့နက်ခတ်နဲ့ပရိငါ၅နက်ခတ်ပါဝါထိုင်တဲ့ကွက်ထွက်တယ်။ပရိသုံးက30လို့ဖြစ်တဲ့သူရဲ့နောက်နေထက်မှာ6တိ ော်6.7ပါဝါတို့တစ်ရှိနက်ခတ်တွင်နဲ့ပရိငါတကွက်မပြတ်မကွက်လိုက်တက်စတော့တက်ကောက်ကျင်ပဲကျွန်တော်တယ်ပရိသုံးခုပေါင်းချင်း30 30ပါဝါပရိငါနက်ခတ်ပါဝါထိုင်တဲ့ပရိငါဖြစ်တဲ့ဒဏ္ဍီနှစ်ကွက်ပဲရှိတယ်ဘလူးစစ်ကွက်ကိုပြန်စစ်ကြည့်နော်နှစ်ကွက်ပဲရှိတယ်ဟောမမွေးကျင်တော့ဒါမျိုးကနန်းတွေကိုတိုက်ဆိုင်တဲ့အခါမျိုးမှာကျအခုဩကစားကျင်ကစားလို့ရတယ်ဆိုမှတ်တာ6.7အာ9.4အာဒါကပုံတိကနန်း ပုံတွေလိုက်ထွက်တယ်စနစ်ကဲအဲ့လိုမဟုတ်ဘူးဒါကတုံညာနဲ့ပတ်သက်ပြီးပြောလိုက်တာနော်တုံညာပရိတ်ကြောင်ပြောပြီးပြီကျွန်တော်အခုဒီ frame ကနေပဲတုံညာရဲ့ပါပါ၅ပရိတ်ကြောင်ပြောပြီးအခုမလာသေးတဲ့တုံညာထိပ်စီအကြောင်းကိုကျွန်တော်ပြောချင်နေတယ်ပရိတ်၃ခုပေါ်ရင်30လို့တန်းမိတာနဲ့သူ့ရဲ့နောက်နေထမှာတုံညာထိပ်စီတစ်ချိန်စီတုံညာထိပ်စီတစ်ချိန်ဒီသူ့အပေါ်မှာထိပ်စီထိပ်စီနောက်ပိတ်၃လုံးပေါ်ရင်30လို့ဖြစ်တဲ့အောက်မှာပုံတွေလိုက်ထွက်တဲ့တုံညာထိပ်စီတစ်ချိန် ဘာကြီးသုံးကောင်ချင်းတဆယ်လို့ဖြစ်တယ်သူရဲ့နောက်နေ့ထက်မှသုံးရထိပ်စီးတစ်ကြိမ်စီအဲ့ဒီစနေမျိုးနဲ့မပြတ်မကွက်ထွက်တယ်94 94ဒီလိုသုံးလုံးပေါင်းချင်းတဆယ်လို့ဖြစ်တာ ਨੇ သုံးရထိပ်စီးတစ်လုံးပိုင်းတီပုံတီတေချာပေါက်လိုက်ထွက်တယ်ဘာကြီးသုံးကောင်ချင်းတဆယ်လို့ဖြစ်ပြီတဆယ်ရဲ့နောက်နေ့ထက်မှသုံးရထိပ်စီးတစ်ကြိမ်ခွန်ရှင်ငါသုံးလုံးပေါင်းချင်းတဆယ်လို့ဖြစ်တဲ့အောက်မှာသုံးရထိပ်စီးတစ်ကြိမ်ပိုင်းလိုက်ကိုထွက်တယ်ဘာကြီးသုံးကောင်ချင်းတဆယ်လို့ပြီ 18ကျင်းပြီးသွားပြီ6ကျင်းမဲ့ကျင်းတော့သုံးရထိပ်စီမလာသေးဘူးမလာသေးဘူးစစ်ကြည့်အောင်ခွန်ခွန်သုံးရတစ်ဆယ်လုံးမရှိဘူးခွန်သုံးခွန်တစ်ဆယ်လုံးမရှိဘူး3 4တစ်ဆယ်လုံးမဖြစ်သေးဘူး5 3တစ်ဆယ်လုံးဖြစ်သေးဘူး5 6ခွန်တစ်ဆယ်လုံးဖြစ်သေးဘူး6 9ခွန်တစ်ဆယ်လုံးမဖြစ်သေးဘူး2 3 8တစ်ဆယ်လုံးမဖြစ်သေးဘူး3 3 9တစ်ဆယ်လုံးမဖြစ်သေးဘူး3 3 2တစ်ဆယ်လုံးမဖြစ်သေးဘူး3 3 2တစ်ဆယ်လုံးမဖြစ်ဘူး3 2 6တစ်ဆယ်လုံးမဖြစ်သေးဘူး2 3 4တစ်ဆယ်လုံးမဖြစ်သေးဘူး3 8 2 တဆဲလို့မဖြစ်သေးဘူး၈၈၅တဆဲလို့မဖြစ်သေးဘူး၈၃၆တဆဲလို့မဖြစ်သေးဘူး၃၆၆တဆဲလို့မဖြစ်သေးဘူး၆၉၈တဆဲလို့အခုတည်းကဒီချိန်မှမဖြစ်သေးဘူးဗျအဲ့ဒါကြတိုက်ဆိုင်မှုလားစနစ်လားဒါမျိုးစုတို့ကစဉ်းစားဒါကြတိုက်ဆိုင်မှုလားတိုက်ဆိုင်မှုကအလောက်ကြီးထိအကျဉ်းရေးတော့ဒီတိုက်ဆိုင်တတ်တယ်လားစနစ်လားကိုယ့်ကိုစဉ်းစားကျွန်တော်အဲ့ဒီစနစ်ကိုချောင်းနေတာအဲ့ဒီပုံစံအတိုင်းပဲတိတ်စီနှလုံးနဲ့နောက်ပိတ်နေ ပေါင်းကျရလဲတဆဲလို့ဖြစ်တဲ့ဒီမှာတုံးကြထိတ်စီနဲ့အော်ဂနန်ကစားဖို့ကျွန်တော်အများနဲ့လိုက်ချောင်းနေတယ်မတက်ခုဒီတစ်ချက်မှဖြစ်မလာဘူးเนาะဒါကြောင့်ပြီးခဲ့တဲ့ပွဲမှာကျွန်တော်ခုတစ်လေးတုံးကြမလာရတဲ့ထိတ်စီလေးလုံးလေးကကစားမယ်လို့ဆုံးဖြတ်ပြီးတော့ကျွန်တော်ပြောတဲ့တင်းနဲ့ကုနဲ့မိတ်လေးနဲ့တုံးကြအကျန်တုံးကြနဲ့ပတ်သက်ပြီးတော့အရင်ကျွန်တော်မပြောဘာကြောင့်လဲဘာကြောင့်လဲအဲ့လိုဖြစ်စီဘူးတစ်ချိန်မှဖြစ်မှထားတယ်တုံးကြထိတ်စီတစ်ချိန်စီ အဲ့ဒီဖြစ်စဉ်မျိုးဖြစ်တာ ਨੇ သုံးရထေစီပိုင်း ਨੇ ကစားကိုကစားရမှာအဲ့လိုချိန်မျိုးမှာလဲကစားပေါက်ပါတယ်ကစားပေါက်ပါတယ်နောက်တစ်မျိုးပြောအောင်မယ်အဲ့ဒီသုံးရထေစီနဲ့ပတ်သက်ပြီးမှတ်သွားနော်ကိုလိုချင်တဲ့လူကမှတ်သွားကြိုက်မှသုံးမကြိုက်မှသုံးတယ်ကျွန်တော်ပိုင်းမှာလို့ချက်မပြောဘူးနော်ပရိတ်၃ခုပေါင်းရင်10လို့ပရိတ်၃ခုပေါင်းရင်10လို့ဖြစ်ပြီးသူ့ရဲ့နောက်နေတယ်မှာသုံးရထေစီလို့ဝင်လာတဲ့အချိန်ခါမှာတဲ့နောက်ပိတ်ကထေစီရဲ့နောက်ပိတ်ကလည်းသုံးရလို့ပုံတည်လဲထည့်အောင်မယ်တဲ့ ဆောက်ကြည့်မယ်ကျန်တော့နော်တကြင်ချင်းလိုက်ထုတ်လို့ရတာကိုကမှတ်သွားနောက်ပိတ်ကထိတ်စီရနောက်ပိတ်က73 90လို့ထည့်ပြီးရင်ခါကိုဟိုက်တုံးလုံးမင်းပုံသိနှစ်လို့ထည့်အဲ့ဒါမျိုးတကြင်နဲ့300တိစီကိုအောင်းတယ်တဲ့ပရိသင်္ဂဝါညတဆယ်လို့ထပ်ဖြစ်ပြီးသူ့ရဲ့နောက်နေ့ထက်မှအိုက်စနစ်မျိုးနဲ့ထွက်ထားတဲ့ကနန်းရှိမရှိမိတ်ဆွေတို့စိတ်ကြည့်ဒီနေ့မှ300ထိတ်စီဒီသုံးလုံးမောင်းခြင်းတဆယ်လို့ဖြစ်ပြီးပြီးရင်ဒီသုံးလုံးမောင်းခြင်းပုံသိနှစ်လို့ဖြစ်ပြီးအဲ့လိုမျိုးဖြစ်စီမျိုးနဲ့တကွက်ထဲပဲလိုက်ထိုးနေရတာ အောင်နေတတိယဒီမှာပရိသတ်ကူမောင်ရဲ့တဆက်လို့ဖြစ်ပြီးနောက်နေ့ထက်မှာအဲ့ဒီဖြစ်စဉ်မျိုးနဲ့သုံးရထိပ်စီနောက်ဒီလိုသုံးလုံးမောင်ရဲ့ဒီတဆက်လို့ပုံသေးဒီနှလုံးဒီပုံသေးနှစ်နဲ့တကွက်အောင်နေအဲ့တော့ပရိသတ်ကူမောင်ရဲ့တဆက်ဆိုပြီးတော့လေးချိန်မြောက်ဖြစ်ပြီးသုံးရထိပ်စီလည်းတစ်ချိန်မှမထွက်သေးဘူးအဲ့ဒါမျိုးစိတ်ဝင်စားဆိုကိုယ့်အကူအဲ့ဒါမျိုးထည့်ပြီးတော့အမြဲတမ်းကစားကွက်အခုထည့်ကစားကြည့်ပေါ့ဗျာနော်ဒါစိတ်ဝင်စားရင်ထည့်ကစားကြည့်ပေါ့ နမူနာအနေနဲ့ကျွန်တော်ဒီပွဲကိုထက်ပြပေးလိုက်မယ်နော်ဒီမှာ300ထိပ်စီးလို့ပုံစံရိုက်ပါဒီသုံးလုံးပေါင်းချင်းဒီ30လို့ဖြစ်ရမယ်ဆိုတော့9နောက်ပိတ်300ထိပ်9ပိတ်နော်ဒီသုံးလုံးပေါင်းချင်းဒီ1လို့ပုံစံဖြစ်ရမယ်ဆိုတော့9ခါအဲဒီပွဲလိုဟာမျိုး3999သူဒီပုံစံကျွန်တော်တို့ပြောမယ်ထွက်လာတဲ့ကဏ္ဍပုံမှာမူတည်ပြီးတော့လိုက်ထည့်ရတာဖြစ်တဲ့အတွက်စိတ်ဝင်စားရင်အဲ့ဒီ7မျိုးနဲ့300ထိပ်စီးတစ်ချိန်ကိုလိုက်ထုတ်ကြည့်အဲဒါမျိုးကြတော့ဒါထိုးစားစိတ်ဝင်စားတဲ့စနစ်ဟိုထိုးစားစိတ်ဝင်စားတဲ့ကဏ္ဍနေ နကျွန်တော်ပြောတယ်ငါးသုံးလုံးထုတ်ယူနေလားလို့သူကပြောမှာနော်သို့တော့လာလာခဲ့ရင်ရစီချင်းနဲ့စိတ်နဲ့ပြောလိုက်တာကျွန်တော်ကတကယ်ထိတိမိမိအဲငါးသုံးလုံး organize ဖြစ်ကစားအောင်မှာနော်ဒါကျွန်တော်ရိုးရှင်းပြောတာဒီကနေ့6ကြိမ်အတွင်းမှာတတိတိတိကျကျကုန်ပထမ3ကပ်စီမှာထွက်ခဲ့တဲ့အတိုင်းပဲထည့်လိုက်တဲ့အချိန်မှာတိတိကျကျကိုလိုက်ဖြစ်တယ်ဒီ9သုံးလုံးထည့်လို့အဲ့ဒါမျိုးဖြစ်စဉ်ကိုတိတိကျကျပုံစံတူဖြစ်ဖို့ဆိုတာတာမန်တိုက်ဆိုင်မှုနဲ့ဖြစ်မရဘူး အဲ့ဒီတော့9 3လုံးကိုတစ်ချိန်တိတိမိမိကစားအောင်ဒါဥပ္ပရောနော်အဲ့တော့ဒီ6ချိန်တွင်မှာဒီ9 3လုံးကိုကစားတဲ့အချိန်မှာလိုချင်တယ်ဆိုဒါမျိုးကြဖြူမြအောင်ကျွန်တော်ရဲ့လှုပ်အားကလိုပဲကျွန်တော်သုံးတာနော်ကျွန်တော်ဒါဒီအတွက်ဒီလိုခင်ဗျားတို့ပြန်ပြောနိုင်မှုကျွန်တော်ကြည့်ရတဲ့လေ့လာတဲ့အချိန်တွေပြပြီးအလုပ်လုပ်ရတယ်တကယ်တော့ကျွန်တော်အလုပ်လုပ်ရတာအဲ့ဒီအတွက်လှုပ်အားကထက်ထက်တန်တန်ရမှသူကလည်းပြန်ပြီးမှာလိုချင်တယ်ဆိုရင်ကျွန်တော်ညွှန်ပြထားတယ်ဒီ frame ကနေဒီ၄ကစီးနဲ့ ဘယ်ဒီမှာထိုးရမလဲဆိုတဲ့ဖြစ်စဉ်ကိုထင်ချုံမှုလဲပူဇော်ဖိုင်တစ်ခုရိုက်ထားတယ်အဲ့ဒီကျွန်တော်ဖမ်းထားတဲ့အချိန်မှာငါးသုံးလုံးဒီ try ဖြစ်နေတဲ့ try ကြောက်ကြည့်ရှိတယ် try ကစားကွက်အဲ့ဒီမှာကစားလို့ရအဲ့ဒီ try မှာလည်းပဲအဲ့ဒီငါးသုံးလုံးကိုပဲတိတိကျကျကစားလို့ရတယ်ဆိုတဲ့စနစ်ဒီပါတယ်အဲ့လိုမျိုးစုံမှတ်နဲ့ကစားထားတယ်ကစားမယ်ကြည့်ရင်လာခဲ့အော် long time no see တော့မသိဘူးဒီလေးကျေးဇူး ခုမှပြီလောင်တိုင်းလို့စီးတယ်ကျွန်တော်လည်းပြောချင်ပြီပြောနေကြည့်လို့မရဘူးလားဟုတ်လားအဆင်မပြေဘူးလားအဆင်မပြေရင်လည်းအတန်မဲနားထောင်ဖို့ဗျာဒါလို့ပြောအတန်တော့ကြရအောင်ပါနော်လောင်တိုင်းလို့စီးကျွန်တော်လည်းဒီမှာကျွန်တော်လည်းအဲ့လိုပဲကလင်နာပြရင်အာရုံကကလင်နာပုံမှာပဲအများကြီးစူးရှာသွားတယ်ဘေးပတ်ဝန်းကျင်တိတ်ကြည့်တဲ့တည်းမှာမန်လည်းဖတ်တာမဟုတ်ဘူးနောက်တစ်ခုကလည်းဟိုဖူးတလုံးကဒီမှာရှေ့မှာချပြီးတော့ ျွန်တော်လည်းကြည့်ပြီးတော့ပြောနေတာဖုန်းကိုလည်းကျွန်တော်အာရုံမစိုက်ဘူးတက်ကြည့်မရဘူးဆိုလည်းကျွန်တော်ကတတ်နိုင်ဘူးကနော်ဒီနေ့ညတော့ပြန်မပြောချင်တော့နောက်ရက်ဒီမှာကျွန်တော်ပြန်ကြည့်လိုက်အောင်ပဲ live ကိုကြည့်လို့ရတယ်ဆိုလို့ရှိရင်ဟိုကျွန်တော်ပြောချင်တဲ့ message ကိုပြပြစုံစုံပုံပေါ်တယ်ဆိုရင်တော့ထပ်ပြီးတော့ live လွှင့်ပြီးမပြောတော့ဘူးနော်မရရင်တော့လည်းဒီမျိုးပေါ့နော်ပြောပါဦးရရပါလေဆရာဟုတ်ပြီလေကိုချစ်ဦးမကျေးဇူးပါနော်အဲ့လိုပါခုလိုမျိုးဂါဂနာနာ frame နဲ့ရှင်းပြလိုက်တော့အဲ့လိုသဘောပေါက်မယ်။ဩပထမကျွန်တော်3မိနစ်5မိနစ်လောက်ကလေးပဲ လိုရင်းတူရှင်လေးပြောလိုက်တော့စိတ်ဝင်စားမှုမရှိဘူးပေါ့နော်အခုလိုမျိုး frame နဲ့တိတိကျကျရှင်းပြလိုက်တော့ဝေဖန်သုံးသပ်လို့ရတာပေါ့နော်မဖြစ်ဘူးဆိုတာဘယ်ရမှမရှိဘူးမဖြစ်သေးတာပဲရှိတယ်မဖြစ်ဘူးဆိုတာဘယ်ရမှမရှိဘူးမဖြစ်သေးတာပဲရှိတယ်ဘယ်နှစ်ဖြစ်မလဲကြုံလည်းမသိဘယ်ချိန်ဖြစ်မလဲကြုံမသိကံပိတ်တဲ့တနည်းဒီလိုပဲတိုက်ဆိုင်တဲ့အချိန်မှာရတာဒါရိုးရှင်းပြောနော် frame မရှိဘဲနဲ့ပေါ့လို့ပဲစားအပြိုတန်းတင်တာမဟုတ်ဘူးဒါလေးတော့သိစေချင်တယ်နော် frame မရှိဘဲနဲ့ပြောလိုက်တာမဟုတ်ဘူး တော်တော်များများလည်းဒီလိုပုံစံလေးတွေကတင်ထားတာတခြားတခြားသောဆရာတွေတင်ထားတာတွေ့တဲ့အတွက်တာတာလေးနေတာဒီဖရိတ်ကျွန်တော်မပြောဘူးเนาะဒါဒီဖရိတ်ရဲ့အစ်စ်မှဒီကလာခဲ့တာဖရိတ်သုံးခုပေါင်းချင်း30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  30ရဲ့မှတ်သက်ခုနကျွန်တော်ထောက်ပြတဲ့ဘူဘရိတ်ကစားကွက်ခွန်ဘူဘရိတ်ကစားကွက်နောက်တစ်ခါပရိင်္ဂါကစားကွက်နောက်တစ်ခါဒီ30ကြောင့်မလာသေးတဲ့300ထိပ်စီဖြစ်စဉ်ကစားကွက်တကွက်ထဲလိုက်ရစနေထောက်ပြလိုက်တဲ့သတင်းကြွလိုက်ပြီးနေလက်ဆောင်မှာ လက်ဆောင်မှာအများတန်းလိုက်ထိုးတာကတကယ်ကိုတန်ဖိုးရှိရှိသုံးချမယ်ဆိုရင်အတုံးတဲ့သွားနိုင်ပါတယ်ပေါ့နော်ရိုးရှင်းပါတယ်သုံးရထိတ်စီးဒီပုံသိအဲ့ဒီသုံးရထိတ်စီးကြောင့်ဒီသုံးလုံးပေါင်းခြင်းဒီသုံးရလို့ပြန်ဖြစ်အောင်နောက်ပိတ်တစ်လုံးရပြီးရင်ခါသုံးလုံးဒီပုံသိနှစ်လို့ထောက်အောင်သုံးရထိတ်စီးနဲ့တကွက်အောင်တယ်ပရိသုံးပေါင်းခြင်း30လို့ဖြစ်ပြီးနောက်တစ်ခါပရိသုံးပေါင်းခြင်း30လို့ဖြစ်ပြီးအဲ့ဒီစနစ်မျိုးဘယ်နေရာမှာအောင်လဲဒီနေရာမှာအောင်ထားတယ်သုံးရထိတ်စီးပုံသိဒီသုံးလုံးပေါင်းခြင်းဒီ30 ဒီလုံးလုံးမကြီးညှစ်လို့ပုံသေးတကွက်ထဲပဲလိုက်ထုံနေရနော်တကင်းတကွက်ထဲလိုက်ထုံတတိယဒီမှာပရိပုံကုန်ညတစ်ဆယ်လို့ဖြစ်ပြီးသူရဲ့နောက်နေချက်မှာ၃ရထိပ်စီဒီပုံသေးဒီသုံးလုံးပေါင်းကြီး၃ရနောက်ပဲရအလယ်သုံးလုံးပေါင်းကြီးပုံသေးနှစ်ကဲ၃ရထိပ်စီလည်းမလာသေးဘူးနော်မလာသေးဘူးအဲ့စနစ်မျိုးနဲ့၆ချိန်ပဲကျန်တော့တာမလာသေးတဲ့၃ရထိပ်စီတစ်ခွက်ကိုဒီစနစ်ကိုကြိုက်တယ်ဆိုရင်ဇာတို့ကလိုက်ထုံဒီနေရာမှာကျွန်တော်နမူနာထည့်ပြလိုက်တယ်ဒီချိန်အတွက်၃ရထိပ်စီပုံသေး ီသုံးလုံးပေါင်းချင်း30ဖြစ်ဖို့9နောက်ပဲဒီသုံးလုံးပေါင်းချင်းပုံသေး2နှစ်ဖြစ်ဖို့9ခ9ခ8ခအရှိပဲလို့ရှိတဲ့အတွက်9ခလို့ထဲမှာ9 9 8ဆိုမှ2ဖြစ်မှာအဲ့ဒီဘွဲလို့ပါမျိုးဆို3ည9 9ဒီလိုလေးပဲလိုက်ထွက်တပတ်ကိုတင်ဒီလိုလေးပဲလိုက်ထွက်ကြိုက်နေတဲ့ရင်သုံးမကြိုက်မသုံးနဲ့เนาะကျွန်တော်အပိုင်မသိဘူးเนาะဘာဖြစ်လို့လဲဆိုတော့ကြည့်ဒီနေ့ကျော်လာပြီနေ့ကုစုဖြစ်တင်ပြလိုက်တဲ့စနစ်စနစ်ကောင်းလို့တင်ပြလိုက်တာပါเนาะကုစုဖြစ်တင်ပြလိုက်တဲ့စနစ်ပါ စနစ်ပါနော်ကုတုဖြစ်တင်ပြလိုက်တဲ့စနစ်ပါ355ဒီဘွယ်လိုဟာမျိုးမှာဆိုဒီကနေ့အကွက်ရှိတော်တော်ကောင်းကောင်းရှိဒါလည်းရှိလို့တင်ပြလိုက်တာနော်အဲ့တော့ပေါ်ချောင်းကောင်းပြောလိုက်တဲ့စနစ်မဖူးပရိသုံးကောင်းကြီးတဲ့ဆယ်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 လို့လေးချက်ဒီလိုဖြစ်တာအဲ့လိုဖြစ်ပြီးမှနှစ်ဦးမှထည့်ထားတဲ့ပရိသုံးကုဒီမှာဆိုပရိရှိဒီမှာပရိတ္တဒီမှာပရိကု၈၁ကိုဆိုကနန်းတော်လို့သူ့ရဲ့နောက်နေကိုလိုက်ထွက်တာပရိတ္တပရိသုံးပရိသုံး၁၃၃ ဒီကနန်းသုံးလုံးဒီသူ့ရဲ့နောက်နေကိုလိုက်ထွက်တယ်ဘရိတ်ချောက်ဘရိတ်ရှစ်ဘရိတ်ကွန်6 6ဒီကနန်းသုံးလုံးကသူ့ရဲ့နောက်နေကိုလိုက်ထွက်တယ်ဘရိငါဘရိငါဘရိငါဘာမှအာရမလို့တထောင်မှတကွက်ထဲလိုက်ထွက်တယ်6ကြိမ်ပဲကျန်တော့တယ်တခါမှမထွက်ဘူးလေလို့မထွက်ဘူးပြောနေကြတယ်စိတ်ဝင်စားတယ်နော်မမထွက်ဘူးလို့ဘယ်သူမှဘာကြောင့်မထွက်ဘူးဆိုတဲ့အဖြေကိုသိရလို့ရှိရင်သူ့ကိုပြောပြဆိုင်မှာသူကဒီလိုပဲမေးတယ်မထွက်ဘူးလို့ပြောနေတဲ့လူတွေပဲ ထွက်မယ်လို့သူကလည်းအပိုင်ပြောတယ်မဟုတ်နော်ထွက်လဲထွက်လာနိုင်နေဆိုရအသုံးလုံးသူကပြောတာမထွက်ဘူးလို့ပြောတဲ့သုံးသက်တဲ့ပညာရှင်တွေရဲ့မထွက်ဘူးလို့ပြောနေတဲ့ပညာရှင်တွေရဲ့သုံးသက်ချက်ကိုလည်းသူကပြန်ပြီးသိကြမှာတယ်သူကလည်းအခုအပိုင်ထွက်မယ်လို့ပြောတာမဟုတ်ထွက်လာနိုင်တယ်ဆိုတဲ့စကားကိုပြောတာဒါမျိုးလူတိုင်းမကြိုက်တဲ့ဖြစ်စဉ်မျိုးနဲ့ကျွန်တော်ကတန်အကျိုးပေးဘူးတယ်ကိုယ်ပြန်စစ်နှစ်ရင်းနှစ်တည်းကခဏခဏပြောဘူးတယ်2008ခုနှစ်မှာ လုံရတက်တက်လို့ကလင်နာရှေ့မှာလည်းဒီချိန်မှမထွက်ဘူးနောက်မှာလည်းဒီချိန်မှကုတီလည်းထပ်မထွက်ဘူးပတ်လည်းကိုမထွက်ဘူးလေဒီအားလုံးတွေ့ဒီဒီမှာဒီချိန်၆ချိန်လိုက်ထုလို့ဒီချိန်ကိုတစ်ထောင်မှုပဲထု၆ချိန်ပေါင်းမှကံကောင်းကြပါစေ